ကျဲတရားမင်းသမီးလေးရဲ့ပုံမြင်တခါတော့ကရင်းရဲမွဲတေးခြင်းမိုးခေါင်ရေချခြင်းတွေမရှိဘဲဘီသူဘီသားတွေအားလုံးချမ်းချမ်းသာသာကြမ်းကြမ်းမာမာနဲ့နေထိုင်နိုင်ခဲ့ကြတဲ့တိုင်းမကြီးတစ်ခုရှိခဲ့ပါတယ်။အဲဒီတိုင်းမကြီးကဘီသူတွေကလည်းမော်ပညာတွေကိုတက်မြောက်ကြပြီးသူတွေအသက်မွေးဝမ်းကြောင်းဖို့အတွက်အဲဒီမော်ပညာတွေကိုအသုံးချခဲ့ကြတာပေါ့။တကယ်တော့သူတွေအခုလိုမျိုးမော်ပညာတွေကိုတက်မြောက်နေရတဲ့အဓိကအကြောင်းရင်းဟာ တို့နေထိုင်တဲ့ဒိုင်းမကြီးအောင်မှာတီရှိနေတဲ့ကျဲတရားတစ်ခုကြောင့်ဆိုတာကိုတော့တို့တွေမသိခဲ့ကြပါဘူး။မော်ဘီယာတွေကိုတက်မြောက်ကြပြီးဘယ်တော့မှမိုးကောင်ရေချားခြင်းမရှိတဲ့ဒိုင်းမကြီးဟာထူဆန်းတယ်လို့တို့ဒိုင်းမကြီးရဲ့ရှိုင်းလိုအမိရတဲ့မင်းသမီးလေးဟာပိုလို့တောင်ထူဆန်းနေခဲ့ပါတယ်။မင်းသမီးလေးဟာအနာဂတ်ကိုကြိုးမြင်နိုင်စွမ်းရှိသူဖြစ်ပြီးသူမခံမှန်းခဲ့တဲ့အရာအလုံးဟာမဝေးတော့တဲ့အနာဂတ်မှာတည်ကြပေါဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မဲမင်းသမီးလေးဟာတပြေးပြေးနဲ့ကြီးပြင်းလာခဲ့ပြီးမဲ့ သူမမှာတငယ်ချင်းရယ်ဆိုလို့မေမေရရရှိမနေခဲ့ပါဘူး။အကြောင်းကတော့မင်းသမီးလေးဟာအနာဂတ်ကိုကြိုးမြင်နိုင်စွမ်းရှိတော့သူတို့ရဲ့အနာဂတ်မှာဖြစ်လာမယ့်ကံမကောင်းမှုတွေကိုနားမထောင်ခြင်းကြတာကြောင့်မို့လူတွေဟာသူမနဲ့ခက်ဝဲဝဲမှနေဖို့ဇုံပြက်ခဲ့တာကြောင့်မို့ပဲဖြစ်ပါတယ်။မင်းသမီးလေးရှိုင်းကလည်းတရားသူတွေနဲ့ဝိုးဝေးမှနေတာဟာအားလုံးတို့တင့်တော်တယ်လို့ယူဆနေကြတာပါ။အဲဒီချိန်ကစပြီးဒိုင်းမီကြီးမှတဖြည်းဖြည်းနဲ့ အရင်ကတခါမှမပုံမသိုးဘူးခဲ့တဲ့အသီးနှံတွေပါစတင်ပုံသိုးလာခဲ့ပါတယ်။ဒီလိုနဲ့နေတော်တော်ကြာတော့ဒူးစန်းတဲ့ကိစ္စတွေဟာအမြဲမပြတ်ဖြစ်ပွားနေခဲ့ပြီးအရင်လိုမျိုးတိုင်းပြည်ကြီးပြန်လဲစီမင်းတာယာဖို့လူတချို့ဟာပင်လယ်သမုဒ္ဒရာအောက်မှာဓားထားတဲ့ယရနာကိုတွားယူဖို့ကြံစီကြပါတယ်။ဟေးမင်းတို့ကြားဘူးကြလား။ပင်လယ်ရေအောက်ထဲကယရနာတစ်ခုကငါတို့တိုင်းပြည်ကိုအရင်လိုမျိုးပြန်ဖြစ်စေနိုင်နေတယ်ကွ။ဆိုပြီးတော့ပြောရင်းနဲ့သူတို့တွေစူးစမ်းကြည့်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်းသူတို့ရဲ့စူးစမ်းမှုဟာမအောင်မြင်ခဲ့ပါဘူး။တပတ်မှာတော့မင်းသမီးလေးရှိုင်းဟာသူမရဲ့တဦးတည်းသောတန်ငယ်ချင်းဖြစ်တဲ့မာကတ်နဲ့သာတစ်ချိန်လုံးအပေါ်ပြုနေခဲ့ရတာပေါ့။မာကတ်စီမှာမကောင်းတဲ့ဂန်ဂျမာကိုဖြစ်စေနိုင်တဲ့အမတ်သားတွေကိုသူမတစ်ခါမှမတွေ့ဘူးခဲ့တာကြောင့်မို့ပဲမာကတ်ဟာမင်းသမီးလေးရဲ့တဦးတည်းသောတန်ငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့မာကတ်ဟာမင်းသမီးလေးငါတို့အတူအပြင်မှာရှောက်လေကြပါလား။ ။အဲစကားကိုကြားတော့မင်းသမီးလေးရှိုင်းဟာအပြင်လောကကိုထွက်လဲခြင်းနဲ့ဆိုပေမဲ့တော်ပါပြီမာကတ်လူတွေကငါ့ကိုမြင်စိတ်အနှောက်ရှက်ဖြစ်နေကြလိမ့်မယ်။ငါဒီနန်းတော်ထဲမှာနေတာကပိုကောင်းမယ်ထင်တယ်။အိုးမင်းသမီးလေးကလည်းအဲ့ဒီတော့ငါ့မှာအကျန်ရှိပါတယ်။ထိုးရီရုပ်ဖြက်ပြီးတော့ရှောက်လဲကြမယ်လေ။အဲ့ဒါဆိုဘယ်သူမှငါတို့ကိုမှတ်မိကြမှာမဟုတ်တော့ထိုးရီလွတ်လွတ်လပ်လပ်ရှောက်လဲလို့ရတာပေါ့။နောက်ဆုံးတော့မင်းသမီးလေးရှိုင်းဟာမာကတ်ရဲ့အကျန်စီကိုလက်ခံခဲ့ပြီး သူတို့တွေအတူတကွရှောက်လေခဲ့ကြပါတယ်။သူတို့တွေရှောက်လေကြရင်ဒဏ္ဍာရကိုအရောက်မှာတော့မင်းသမီးလေးရှိုင်းဟာဈေးထဲကလူတစ်ယောက်မှာမကောင်းတဲ့အရာတွေဖြစ်လာတော့မယ်ဆိုတဲ့အရေးအယောင်တွေကိုမြင်တွေ့နေရတာကြောင့်အဲ့ဒီအလူတို့ကစိုးရိမ်တကြီးနဲ့သွားပြောပေးခဲ့ပါတယ်။အဲ့ဒီလူကလည်းမင်းသမီးလေးရဲ့စကားကိုမယုံကြည်နိုင်တော့ပြန်လဲညှင်းဆန်ရင်းနဲ့မင်းသမီးလေးရဲ့တယုံမှန်ပေါ်ပေါက်သွားခဲ့ရပါတော့တယ်။ဒါနဲ့ပဲမင်းသမီးလေးဟာစိတ်ပြက်လက်ပြက်နဲ့နန်းတော်စီကိုပြန်လာခဲ့ပြီးဘာခင်မဲတော့ မီးနန်းတော်ထဲမှာပဲတစ်သက်လုံးနေသွားတော့မယ်။ဒါအားလုံးတော့ကောင်းတယ်လို့သမီးထင်မြင်မိတယ်။ဖခင်ပြင်းကြီးလည်းမင်းသမီးလေးရဲ့အကြံကတင်တော်တယ်လို့ယူဆလိုက်တာကြောင့်သဘောတူခဲ့လိုက်ပါတယ်။သူသဘောတူလိုက်ခြင်းမှာပဲရုပ်တရက်ရာသီဥရုတွေကပြောင်းလဲလာတော့ဘယင်ကြီးဟာအယန်းကိုအံအားတင်သွားခဲ့ပါတယ်။ဒီလိုနဲ့လေရတော့မင်းသမီးလေးဟာနန်းတော်ထဲမှာအိတ်ဆက်နေရင်တစုံတစ်ယောက်ကသူမကိုလမ်းခေါ်နေတဲ့အတန်ကိုအဆက်မပြတ်ကြားနေခဲ့ရပါတယ်။ ဒါနဲ့ပဲသူမလည်းတခုခုရှိရမယ်ဆိုပြီးအတန်လာရအရက်ကိုတွားရောက်ခဲ့ပါတယ်။တွားရင်းနဲ့သူမဟာမြေကြီးအကွဲချောင်းတွေဖြစ်ပေါ်နေတဲ့အရန်ကိုတောက်ပစွာလင်းလက်နေတဲ့နေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။မင်းသမီးလေးရှိုင်းအဲ့ဒီမြေကြီးပေါ်ကိုမတ်တက်ရက်လိုက်တော့ဒူးဆန်းစွာနဲ့ပဲမင်းသမီးလေးဟာပုံစံပြောင်းလဲသွားခဲ့ပြီးအရန်ကိုဆွမ်းအားကြီးမားတဲ့နတ်သမီးတစ်ပါးဖြစ်သွားခဲ့တဲ့အပြင်သူမမှာအနာဂတ်ကိုဂျိုးမြင်နိုင်စွမ်းရှိနေရတဲ့အကြောင်းရင်းကိုလည်းနားလေသွားခဲ့ပါဗျ။အဲ့ဒီအချိန်မှာပဲ နန်းတော်ကြီးတဲ့ကိုတခိုးနှစ်ယောက်ချင်းကပ်လာနေခဲ့ပါတယ်။ဒါကိုမင်းသမီးလေးရှာရခန်းစားမိတော့ကြကြင်းမဲ့သူမရဲ့ဆွမ်းအားနဲ့နန်းတော်ကြီးကိုအရောက်သွားပြီးတခိုးနှစ်ယောက်ကိုဓားစီးဖို့လုပ်ပါတယ်။ဟေးတင်းတို့နှစ်ယောက်လာရလန်းကနေလှည့်ပြန်လိုက်ပါ။ကျွန်တော်ရဲ့လူတွေကိုတင်းတို့နှစ်ယောက်ကိုအနေအပြုကိုမပေးနိုင်ဘူး။အဲ့ဒီတော့ကျွန်တော်နှစ်ခါမှပြောချင်ဘူး။အခုကြကြင်းမဲ့လာရလန်းအတိုင်းလှည့်ပြန်လိုက်ပါ။အားနွယ်တဲ့မိန်းကလေးတယောက်စီကအဲစကားကိုကြားတော့တခိုးနှစ်ယောက်ဟာလောင်ရေခဲ့ကြပြီး မင်းလားငါတို့လမ်းကပယ်ပါမဟုတ်လို့ကတော့ငါတို့အဆိုးမဆိုနဲ့မင်းသမီးလေးရှိုင်းလဲသူမအချင်းချင်းတတိပေးနေတာကိုလက်မကနဲ့တကိုးတွေကိုတိုက်ခိုက်ဖို့ဇုံးပြက်လိုက်ပြီးသူမရဲ့အလင်းနှန်းတွေကိုထုတ်လွှတ်ပြစ်လိုက်ပါတယ်ဒါကြောင့်မဲ့တကိုးတွေအားလုံးမင်းသမီးလေးစီကထွက်ပေါ်လာတဲ့အလင်းရောင်တွေကြောင့်အဝေးသို့လွန်ဆင်သွားပါတော့တယ်နောက်ရရောက်တော့မင်းသမီးလေးဟာတကိုးနှစ်ယောက်ကို ခေါ်ပြီးဖခင်ဘီရင်ကြီးကြီးကိုသွားတွေ့ခဲ့ပါတယ်ခမဲတော့ တမီးတော်ဘာကြောင့်မို့အနာဂတ်ကိုဂျိုးမြင်နိုင်စွမ်းရှိနေရတာလဲဆိုတာကိုနားလေသွားခဲ့ပါပြီ။အဲ့ဒါလိုပဲအဲ့ဒီစွမ်းကြီးတွေဟာတမီးတော်ကျိန်းစားမဟုတ်ဘူးဆိုတာကိုလည်းနားလေသွားခဲ့ပြီ။တကယ်တော့တမီးဟာဂျေတိုင်အဆောင်အကနေမွေးဖွားလာခဲ့တာပါ။အားလုံးလည်းအဲစကားကိုကြားတော့အံ့အားတင်သွားခဲ့ကြပြီမဲ့မာဂတ်ကတော့မင်းသမီးလေးရဲ့စကားကိုထောက်ခံခဲ့ပြီးဟုတ်ပါတယ်။မင်းသမီးလေးကဂျေတိုင်အဆောင်အကနေဖြစ်တည်လာခဲ့တာပါ။ဒါကိုကျွန်တော်သိနေတာကြားခဲ့ပါပြီ။ မင်းသမီးလည်းကျွန်ုပ်ကနှစ်တွေအများကြီးတငယ်ချင်းဖြစ်လာခဲ့တာပါ။ဒါကြောင့်သူမရဲ့အကြောင်းကိုကျွန်ုပ်ကောင်းကောင်းသိပါရယ်။တကယ်တော့သူမရဲ့အနာဂတ်ကိုကြိုးမြင်နိုင်စွမ်းကမကောင်းတဲ့ကံကြမ္မာကိုတည်ဆောင်လာတာမဟုတ်ဘဲမကောင်းတဲ့ကံကြမ္မာကိုကြိုးတင်ရှောင်ရှားလို့ရအောင်ကူညီပေးနေတာပါ။ဒါကြောင့်မို့သူမအားလုံးကြောက်ကြတဲ့ကျွန်မစိုးကိုတည်ဆောင်လာသူမဟုတ်ဘဲအားလုံးကိုမကောင်းတဲ့ကံကြမ္မာကနေလွတ်မြောက်ကူညီပေးပြီးကံကောင်းမှုတွေကိုယူဆောင်လာပေးမယ်သူပါ။တကယ်ပဲမခရဲ့ခံမကြ မှန်ကန်ခဲ့ပါတယ်။ဒိုင်းမီကြီးမှာယာတိဥရူတွေပြက်မိုးကောင်ရေရှားမှုတွေအပြင်တခြားသောထူးဆန်းတဲ့ကိစ္စတွေဟာမင်းသမီးလေးကိုနန်းတော်ထဲမှာတယောက်တည်းပိတ်လောင်ထားခဲ့လို့သူမရဲ့ကျဲတာဆုံးအားတွေဟာဒိုင်းမီကြီးနဲ့ဝေးကွာသွားတာကြောင့်မို့ပဲဖြစ်ပါတယ်။နောက်တော့အကြောင်းစုံကိုတည်သွားခဲ့ကြတဲ့ပြည်သူပြည်သားတွေဟာမင်းသမီးလေးကိုဂျမားစိုးကိုယူဆောင်လာသူလို့မတမတ်ကြတော့ပဲသူတို့ရဲ့ဂျမားစိုးတွေကိုကာကွယ်ပေးသူအဖြစ်ပြောင်းလဲတတ်မှတ်လိုက်ကြရင်ပုံမြင်လေးလည်းအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာ။